အာဟယ်လိုအားလုံးပဲမင်္ဂလာပါအာ sport channel ရဲ့ facebook page နဲ့ youtube channel ပြန်လဲကြိုဆိုလိုက်ပါတယ်အာဒီနေ့ကျွန်တော်တုံးသပ် page channel ပွဲစဉ်တစ်ပွဲ champion league ပွဲစဉ်တစ်ပွဲရှိတယ်ဒီပွဲကတော့အာ juventus နဲ့အာ real madrid တို့ရဲ့ပွဲစဉ်တစ်ပွဲဖြစ်တယ်ဒီ juventus နဲ့ real အာ real madrid တို့ရဲ့ပွဲမှာအာနောက်ဆုံးတွေ့ဆုံမှု၅ချိန်မှာအာ real 3ပွဲနိုင်ပြီးမှာ juventus က2ပွဲနိုင်ထားတယ်ဒီပြလို့ရှင်ဒီအာခုလက်ရှိသူတို့ရဲ့အခြေအနေထားရဆိုရင် အာရီယယ်မက်ဒရစ်ကနောက်ဆုံး၅ဘွဲမှာတပွဲဆုံးထားတယ်အက်တလီကိုမက်ဒရစ်ကိုဆုံးထားတယ်၅ဂိုးနဲ့ဂိုးနဲ့ဆုံးထားပါတော့အာဂျူဗန်တက်ကြတော့ငါ not and နောက်ဆုံးသူ့ရဲ့၅ဘွဲမှာက၄ဘွဲတည်းတပွဲဆုံးထားတယ်အဲ့မတပွဲကတော့ကွန်မွန်ဆုံးထားတယ်ဆိုတော့ဒီအခုလက်ရှိဒီချန်ပီယံလိမ့်မှာဒီနေတဲ့အထိတ်တိုက်တလာတွေ့တယ်အာသူ့ရဲ့ညာဒီအခုလက်ရှိလူဝင်အားအရာရောကစားကစားသမားစုစုဖွဲ့မှုရွှေအားကတော့နည်းနည်းကွာတယ်ကွာပေမဲ့ဒီချန်ပီယံလိမ့်မှာကဘယ်အတဲမဆိုအအောင်ဆက်ကစားတယ်ဘယ်အတဲမဆို လုတ်ပြနိုင်တဲ့အရင်ချင်းရှိတယ်လုတ်ပြဖို့လည်းအကုန်လုံးပြင်ဆင်ထားဆိုတော့ဒီဘက်မှာအကပုံသေးတော့တွက်လို့မရအောင်ချန်ပီယံလိကလည်းဒီအမထင်မှတ်ထားတဲ့ရလဒ်တွေထွက်တတ်တယ်ဆိုတော့ဒီဘက်မှာလည်းကျွန်တော်ဘလို့ရလဒ်ထွက်လာမှာဆိုကျွန်တော်အဆရက်မှာအဆောင်ကြည့်အောင်ပြီးလို့ရှင်အာဒီအခုအဖိုးမိုးရခမန်းချက်မှာဆိုရင်ဒီအာရီယယ်မက်ဒရစ်ကြတော့ဒီဆေးမှာသူရထုံးစံအတိုင်းဒီအမ်ဘာပေတို့ပါလာမယ်ပြီးလို့ရှင်ဒီ အလာကူရနာတို့ပါလာမယ်ပြီးလို့ရှိရင်ဒီပနင်ရှက်တို့ပါလာမယ်ပြီးလို့ရှိရင်ကဒင်းဟိခေါ်တာရဲ့ကစားမသည့်မစတန်ဒူနိုတို့ပါလာမယ်ဒီဒီတိုက်စစ်ကိုအခုဒီရီယယ်မက်ဒစ်ကနောက်ပိုင်းပွဲမှာတော်တော်များတုံးတယ်ပြီးလို့ရှိရင်ဂျူဗန်တာကျတော့လည်းဒီဒေးဗစ်တို့ပါမယ်ပြီးလို့ရှိရင်အကွန်လက်မှာလည်းလိုကာတယ်ရီတို့ပါလာမယ်ပြီးလို့ရှိရင်ဒီ တို့မှလည်းစုံစည်းပါတော့ United တို့ United လက်ရှိတဲ့ဒီတောင်ပန်တိုက်စီမှာ United တို့ရှိတယ်ဒီဒီစူပါမူနဲ့တို့လည်းဂျူပန်တာလည်းအကောင်းဆုံးတော့တို့ထွက်လာမယ်ဆိုတော့ဒီနေ့ပွဲဒီ Real နဲ့ဂျူပန်တာရဲ့ပွဲမှာအာဘယ်တဲ့အတားစီးရသွားမယ်ဒီကျွန်တော်လူအန်အားရဆိုရင်တော့ကျွန်တော်အာ Real ကလူအန်အားရလည်းတားတယ်စူပါမူရလည်းတားတယ်ဒါပေမဲ့ဒီချန်ပီယံလိမ့်မှာကအလုံးဝမထင်မှတ်တဲ့ရလဒ်တွေထွက်တတ်တဲ့တွေကိုဒီပွဲမှာလည်းကျွန်တော်စီစဝန်စာကြောက်နေကျွန်တော်အားလုံးအနေနဲ့ရင်ခုန်စွာစောင့်ကြည့်မလို့ကျွန်တော်မျှော်လင့်နေဒီပွဲကျွန်တော်အနေနဲ့တော့ အာဘဲကဒူးဒူးတေးအဲ့လိုမျိုးဖုန်းလို့ရှင်31လက်ဖြစ်သွားနိုင်တယ်အဲ့လိုရလိုက်တဲ့ထွက်သွားနိုင်တယ်ဆိုတော့အာကျွန်တော်ဒီဘက်မှာအာကျွန်တော်ခမန်းရှင်းတော့အာရီယာကတော့နိုင်သွားမယ်လို့ထင်တယ်31မလို့ရှင်တော့21အဲ့လိုနေထားတယ်ဒါမှမဟုတ်2စီအဲ့လိုနေထားတော့ကျွန်တော်နိုင်မယ်လို့ထင်တယ်ဒါပေမဲ့ထင်မှတ်တဲ့အရာကျွန်တော်ဒီဘွဲ့လေးဖြစ်သွားရင်လည်းဒီဒီဘွဲ့ကလေချန်ပီယံလိဂ်ကဘယ်ရမှာပုံတည်တော်လို့မြတ်ဆိုတော့ချန်ပီယံလိဂ်မှာအကုန်လုံးကအတင်းတိုင်းကအအောင်ဆိုင်တယ်ဆိုတော့ဒီဘွဲ့မှာလည်း အာဒီရလာလက်ထွက်သွားနိုင်တဲ့အားကြောင့်ကျွန်တော်တို့ဒီပွဲတင်းညပွဲ၃နာရီမှာတကယ်အတင်းကြီးချင်းချင်းထိတိုက်တွေ့တဲ့ပွဲဂျူဗန်တက်နဲ့ရီယယ်မက်ဒရီတို့ရဲ့ပွဲကိုဘောလုံးချစ်အားစားဝါဒနာရှင်အလုံးဒီပွဲကိုလည်းစောင့်ကြည့်ကြပါအောင်လို့ဒီပွဲကိုလည်းအထူးစိတ်ဝင်စားမယ်လို့ထင်တယ်စိတ်ဝင်စားကောင်းတဲ့ပွဲပွဲဖြစ်တဲ့အားလုံးစောင့်ကြည့်ကြပါလို့ကျွန်တော်ပြောချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်